ဂရီနီပြည်လွိုက်ကော်မှာတော့ဒီစစ်ကူလာတဲ့စစ်ကောင်စီရဲ့စစ်ကြောင်းကိုဂျားဖြတ်တိုက်ခိုက်ခံခဲ့ရတာကြောင့်အဲ့ဒီစစ်တပ်ဘက်ကဒီအယောက်20ကျော်ထက်မနည်းသေဆုံးခဲ့တယ်လို့ဂရီနီအမျိုးသားများကာကွယ်ရေးတပ် KNDF ကပြောပါတယ်။ လိုက်ကော်မျိုးနယ်ထဲမှာရှိတဲ့ဒီတပြေကုန်းရွာမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်နဲ့တော်လန်ရေးပူပေါင်းတပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီကိုစစ်ကူဖို့ရောက်လာတဲ့စစ်ကောင်စီရဲ့စစ်ကြောင်းကို KNDF နဲ့ပူပေါင်းတပ်ဖွဲ့တွေကကြားပြတ်တိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။စစ်ကောင်စီဘက်ကအယောက်20ထက်မနည်းသေဆုံးခဲ့ပြီးတော့လက်နက်ခဲယမ်းတချို့ကိုလည်းသိမ်းဆီးရမိခဲ့တယ်လို့ KNDF ဗျူဟာအမှတ်နှစ်ကထုတ်ပြန်ထားပါတယ်။ KNDF ဗျူဟာအမှတ်နှစ်နဲ့ဒီပူပေါင်းအဖွဲ့ကတပြေကုန်းရွာဖုံးတော် ော်ကြီးကျောင်းမှာတက်ဆွဲထားတဲ့စစ်တပ်စခန်းကိုဒီရက်ပိုင်းမှာဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတော့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဂရီနီဘက်ကလာတဲ့သတင်းတွေကဆိုပါတယ်တိုက်ပွဲထဲမှာတော့ဒီတော်လိုင်းရေးပူပေါင်းတပ်ဖွဲ့ဘက်ကရဲဘော်နှစ်ယောက်လည်းထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်ရှင်